အားလုံးပဲမင်္ဂလာပါဒီ upgrader channel ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ခေါက်တော့ X-ray နဲ့ iron jar ကပဋိပက္ခတွေဘယ်ကနေဘယ်လိုစခဲ့တာလဲဆိုတာကိုနက်နက်နဲ့နဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်ဇွန်လ13ရက်နေ့မှာ X-ray က iron ကိုစတင်တိုက်ခိုက်လိုက်တာနဲ့အရှိလေပိုက်ဒေသမှာစီမီကထပ်ပြီးတောက်လောက်လာပြန်ပါပြီ X-ray ဖက်ကဘာလို့ဒီလိုတိုက်ခိုက်ရတာလဲဆိုတော့ iron ရဲ့ nuclear လက်နက်ထုတ်လို့ရစီမံကိန်းကအောင်မြင်လူနေပါဖြစ်နေပါပြီ အီရန်ကလည်းသူတို့ကိုတစ်ဖက်သက်ချေမှုန့်ပစ်မယ်ဆိုပြီးကြုံးဝါနေတာကြောင့်လက်ဥမှုယူပြီးတိုက်ခိုက်လိုက်တာလို့သိရပါတယ်။အစ္စရေးနဲ့အီရန်နိုင်ငံလုံးကအရှိလေပိုက်ဒေသမှာတည်ရှိပြီးတမိုင်းကျောက်ကိုစီရှေလျားကြပါတယ်။တနိုင်ငံနဲ့တနိုင်ငံမိုင်ဘော1080တမိုင်လောက်ကွာဝေးပြီးနေနမိတ်ချင်းထိဆက်မနေပါဘူး။ဂျော်ဒန်နဲ့အီရန်နိုင်ငံတွေကကက်လက်ကန်ထားပေမဲ့အီရန်နဲ့အစ္စရေးတို့ရန်ဖြစ်နေကြတာဆေစုနှစ်လေစုခွဲနှစ်ပေါက်46နှစ်တောင်ရှိနေပါပြီ။အီရန်နိုင်ငံကအာရေဗျပင်လယ်ကွေ့မြောက်ဖက်ကန်ရိုးထဲမှာတည်ရှိပါတယ်။ ဧရိယာက Street Mile 6336390မိုင်ကျေဝန်းပြီးလူရဲ့62တန်းရှိပါတယ်။မျိုးနွယ်စုပေါင်းဒါဇင်များစွာရှိတဲ့အနက်ပါရှန်မျိုးနွယ်စုကလူရဲ့အများဆုံးဖြစ်ပြီးစုစုပေါင်းရဲ့67ရာခိုင်နှုန်းရှိပါတယ်။ကျန်တဲ့အဓိကမျိုးနွယ်စုတွေကတော့အနောက်မြောက်ဘက်ကအဇာရီတွေက16ရာခိုင်နှုန်း၊မြောက်ဘက်ကကက်စ်တွေက10ရာခိုင်နှုန်း၊လာ့စ်တွေက6ရာခိုင်နှုန်း၊ဘာလူနဲ့အာရက်တွေက2ရာခိုင်နှုန်း၊တက်ကမင်နဲ့တူရကီမျိုးနွယ်စုတွေက2ရာခိုင်နှုန်းစသဖြင့်ပေါင်းဝင်ပါတယ်။ အီရန်လူဦးရေရဲ့60ကိုဒါသမား၄00ခိုင်နှုန်းကအစ္စလမ်ဘာသာဝင်တွေဖြစ်ကြပြီးအဲ့ထဲက60ရာခိုင်နှုန်းကျော်ကရှီးယားဘာသာဝင်တွေဖြစ်ကြပါတယ်။ကျန်တဲ့သူတွေကတော့စွန်နီတွေပါ။ဒါအပြင်ဇိုရိုအက်စတာခရီးယန်ဂျူးဘာသာတွေကိုလည်းတရားဝင်ဘာသာတွေအဖြစ်အသိမှတ်ပြုထားပါတယ်။အီရန်နိုင်ငံထဲမှာဂျူးလူမျိုးတသောကျော်နေထိုင်နေကြပါတယ်။အီရန်ရဲ့သမိုင်းကြောက်ကရှေ့လျပြီးအယောက်ဆုံးပကြီကတ်ချက်ကြီးတစ်ခုလိုဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါက်တသိန်းကျော်ကတည်းကအီရန်နိုင်ငံ ဖြစ်လာမဲ့ဒေသကြီးမှာကြောက်ခေလူသားတွေနေထိုင်ခဲ့ကြပါပြီ ထမဦးဆုံးမြို့ပြနိုင်ငံတည်ထောင်သူတွေကတော့အီလာမိုက်တွေဖြစ်ကြပြီး BC 3000လောက်မှာဝင်ရောက်အခြေချခဲ့ကြပါတယ်။ Aryan မျိုးနွယ်စုတွေကလည်း BC 2000လောက်မှာ Iran ဒေသကြီးတဲကိုဝင်ရောက်အခြေချနေထိုင်ခဲ့ကြပါတယ်။ Iran ဆိုတဲ့နာမည်က Aryan ကနေဆင်းသက်လာတယ်လို့ယူဆကြပါတယ်။အထိပယ်ကတော့ Aryan မျိုးနွယ်တို့ရဲ့မြေလို့ဆိုပါတယ်။1935ခုနှစ်မတိုင်ခင်ကတော့ Pasha လို့ခေါ်ဝေါ်တုံးလုံးခဲ့ကြပါတယ်။ RM မျိုးနွယ်စုတွေနဲ့မရှိမနောင်ဝင်ရောက်လာသူတွေကတော့ပါရှန်နဲ့ Midis မျိုးနွယ်တွေဖြစ်ပါတယ်။အာရှတိုင်းအလေပိုက်ကနေပြောင်းရွှေ့လာကြတာပါ။ BC တထောင်အောက်နှစ်တွေမှာပါရှဒေသကြီးမှာလူတွေအများအပြားနေထိုင်နေကြပါတယ်။မြို့ပြနိုင်ငံအဆင့်ကိုကျော်ပြီး Empire နိုင်ငံအဆင့်ထိတည်ထောင်ခဲ့ကြပါတယ်။မဟာဆိုင်ရပ်ဘီအန်ဂျီတည်ထောင်ခဲ့တဲ့အာခီမီနစ်အင်ပါယာ BC 950ကနေ BC 330ကအာခီမီနစ်အင်ပါယာဟာဟိန္ဒူမြို့ဝန်းကနေဥရောပအရှေ့တောင်ပိုင်းဘောကန်ဒေသအထိကျေပြန့်ခဲ့ပါတယ် မဟာအလန်ဇဒပြင်ကြီး BC 330မှာတိုက်ခိုက်သိမ်းယူပြီးတည်ထောင်ခဲ့တဲ့ Seleucid Empire, Persian Empire, Sassanian Empire တို့ဟာလည်းထင်ရှားပါတယ်အဒီ630ခုနှစ်မှာအာရေဗျကျွန်းဆွေမှာတမန်တော်မိုဟာမက်ကအစ္စလမ်သာသနာကိုစတင်ဟောကြားဖြန့်ဝေခဲ့ပါတယ်။အဒီ632ခုနှစ်မှာပါရှန်ဒေသကိုအစ္စလမ်သာသနာစတင်ရောက်ရှိလာခဲ့ပါတယ်။အစ္စလမ်သာသနာနဲ့အတူအာရဲတွေပါဝင်ရောက်လာခဲ့ကြတာပါ။ ပါချန်ဒေတာကြီးတစ်ခုလုံးကိုအစ္စလမ်သာသနာရောက်ရှိပြန်ပေါ်ခြင်းကတော့ AD 644ကနေ650တခုနေကြာဖြစ်ပါတယ်ကဘာဘာသာကြီးလေးခုအနက်ဂျူရဟူဒီခရီယန်နဲ့အစ္စလမ်အယူဝါဒတွေဟာအာဗြဟံမဆင့်သက်လာသောအယူဝါဒများကိုလက်ခံထားကြပါတယ်။ဒီအယူဝါဒ၃ခုထဲမှာဂျူအယူဝါဒက BC 2000ကျော်ကတည်းကစတင်ပေါ်ပေါက်ခဲ့လို့ရှေ့အကြာဆုံးဖြစ်ပါတယ်။ခရီယန်အယူဝါဒက AD 100စု၊အစ္စလမ်အယူဝါဒက AD 900စုမှာအသီးသီးပေါ်ပေါက်ခဲ့ကြပါတယ်။ ဒီအယူဝါဒသုံးခုစလုံးကတပါးသေးသောထာဝရဘုရားကိုလက်ခံကြပြီးအာဗြဟံကိုအဥဆုံးသောပရောဟိတ်အဖြစ်လက်ခံယုံကြည်ကြပါတယ်ပါရှသမားရဲ့အလေးပြောကတော့ AD 1500တခုနှစ်မှာ Sheer Islam အယူဝါဒကိုပြောင်းလဲသွားကြတာနဲ့စတင်ပါတယ်။အဲဒီကစပြီး Islam သာသနာမှာ Arab တွေလက်ခံကျင့်သုံးတဲ့ Sunni Islam သာသနာနဲ့ Iraq တို့ကျင့်သုံးတဲ့ Shia သာသနာဆိုပြီးဂိုက်ကြီးနှစ်ဂိုက်ဖြစ်လာခဲ့ပါတယ်။ အီရန်ရဲ့ရှင်လျားတဲ့သမိုင်းကြောင်းတစ်လျှောက်ပြင်ပအင်အားစုရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကိုကြက်ကြက်ခံရင်ဆိုင်တွန်းလှန်မှုတွေနဲ့ပြစ်နက်နေခဲ့ပါတယ်။20ရာစုကိုချင်းနှင်းဝင်ရောက်လာတဲ့အခါအီရန်နိုင်ငံကဘီင်စနစ်ကိုကျဉ်းသုံးနေဆဲပါ1989ခုနှစ်ကစတင် net တက်ခဲ့တဲ့ကာဂျာမင်းဆက်ရဲ့နောက်ဆုံးမင်းဆက်ကို1920ခုနှစ်မှာတမ်ဒေါ်ထိုက်တဲ့အရာရှိကြီးတူဖြစ်သူရီဇာခန်းကဖေရှားပြီးဗလာဗီမင်းဆက်ကိုထူထောင်ခဲ့ပါတယ် ပထမကမ္ဘာစစ်အတွင်းမှာဗြိတိရှားနဲ့ရုရှားတပ်ဖွဲ့တွေကအီရန်နိုင်ငံထဲကိုဝင်ရောက်တက်ဆွဲခဲ့ပေမဲ့အီရန်ကဂျာနေဝါဒါကိုကျဉ်းသုံးခဲ့ပါတယ်။ရီဇာခန်ဘုရင်လက်ထက်မှာအီရန်နိုင်ငံကိုခင်မင်တိုးတက်အောင်ပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်လာခဲ့ပါတယ်။ဘာသာရေးနဲ့အုပ်ချုပ်ရေးကဏ္ဍတွေကိုတီးခြားခွဲခြားထားတာပါဝင်ခင်းတဲ့အရင်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေပါပါဝင်ပါတယ်။ဒါအပြင်နိုင်ငံအနှံ့တူတလူငါတမင်းနီပါဖြစ်နေတဲ့မျိုးနွယ်စုတွေကိုလည်းဘ ਹੁ အစိုးရတရရဲ့အုပ်ချုပ်မှုအောက်မှာစူးစီးနိုင်ခဲ့ကြပါတယ်။ 1936ခုနှစ်စတင်ဘာလမှာဒုတိယကမ္ဘာစစ်စတင်ခဲ့ပြီးနောက်1940ခုနှစ်မှာဆိုဗီယက်နဲ့ဗြိတိရှ်တပ်ဖွဲ့တွေကအီရန်ကိုသိမ်းပိုက်ပြီးရီဇာခန့်ဘီရင်ကိုဖျောက်ချကာသူ့ရဲ့သားတော်မိုဟာမက်ရီဇာကိုနတ်တင်ပိတ်ခဲ့ပါတယ်။မိုဟာမက်ရီဇာကရှားဘီရင်ဘွဲကိုခံယူပြီးအီရန်ကိုဆက်လက်အုပ်ချုပ်ခဲ့တာက1989ခုနှစ်အထိပဲဖြစ်ပါတယ်။ ရှားပြင်းဟာအနောက်နိုင်ငံတွေနဲ့ပိုမိုနီးဆက်စွာဆက်ဆံခဲ့ပါတယ်ဗြိတိရှားတို့ကမကထပြုလုပ်ဖွဲ့စည်းတဲ့လေပိုက်မဟာမိတ်စာချုပ် CNTO မှာပါကစ္စတန်၊ Iraq ၊ Turkey ၊ American နိုင်ငံတို့နဲ့အတူပါဝင်ခဲ့ပါတယ် American တို့စီကနေစီးပွားရေးနဲ့စီးရဲအကူအညီတွေရယူခဲ့ပါတယ်ရှားပြင်းကသူ့ဖခင်နီးတူ Iran လူအဖွဲ့အစည်းကိုခင်မင်တိုးတက်အောင်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေလောက်ဆောင်ခဲ့ပါတယ် 1963ခုနှစ်မှာစတင်ခဲ့တဲ့အဖြူရောင်ဒေါ်လာရဲ့လိုအမြင်ပေးထားတဲ့ပြုပြင်ပြောင်းလဲရေးစီမံကိန်းကြီးမှာအောက်ချော်ရဲ့လူမှုရေးမြေယာပိုင်ဆိုင်မှုပြုပြင်ရေးစီဘော်ရေးစတဲ့ကဏ္ဍစုံပါဝင်ပါတဲ့အဲ့ဒီအချိန်မှာရေနယ်ဈေးကောင်းနေပြီဖြစ်တာကြောင့်ရေနယ်အမြောက်အများထွက်ရှိတဲ့အီရတ်နိုင်ငံအတွက်ပြုပြင်ပြောင်းလဲရေးအတွက်ငွေကြေးပုံအော်သုံးဆွဲဖို့အခက်အခဲမရှိခဲ့ပါဘူးဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ရှားပြင်ရဲ့ပြုပြင်ရဲ့လုံငန်းစဉ်ကြီးကမအောင်မြင်ခဲ့ပါဘူး ပထမအကြောင်းရင်းကတော့ပြုပြင်ပြောင်းလဲရေးလုံငယ်စဉ်ကိုရှားပြင်ကတစ်ချက်လွတ်ချမဲ့အကောက်ထဲပေါ်ခဲ့တာဖြစ်ပြီးအောက်ခြေလူထုကိုမဆဲယုံနိုင်ခဲ့တာပါဒုတိယအကြောင်းရင်းကတော့မြေယာပိုင်ဆိုင်မှုစနစ်ပြုပြင်ရဲနဲ့အမျိုးသမီးတွေမဲဆန္ဒပဲပိုင်ခွင့်ရရှိရဲ့ဆရာပြုပြင်ပြောင်းလဲရေးလုံငယ်ကိုနိုင်ငံရေးပါတီတွေနဲ့ဘာသာရေးရှေးဟိုးဆွဲဝါဒီတွေကလက်မခံကြတာပဲဖြစ်ပါတယ်1980ပြည်လွန်ဆေစုနှစ်ကာလတွေအတွင်းအီရန်နိုင်ငံမှာစီးပွားရေးနဲ့လူမှုအတိုင်းအဝိုင်းအတွင်းမငြိမ်မြမှုတွေကြောင့်မငြိမ်မသက်မှုတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ် နိုင်ငံရေးအရဖိနှိပ်မှုတွေရှားပြင်းအပေါ်မကျင်တဲ့မှုတွေရှားပြင်းကအမေရိကန်ပြည်ထောင်စုအပေါ်မီကိုအာသာလွန်မှုတွေစတာတွေကမငြိမ်မသက်မှုတွေကိုမိထိုးပေးသလိုဖြစ်စေခဲ့ပါတယ်။ဧရလူမှုအဖွဲ့အစည်းကိုခင်မင်တိုးတက်အောင်ပြုပြင်ပြောင်းလဲမှုတွေကြောင့်ရှေးရိုးဆွဲဘာသာရေးသမားတွေရဲ့ရှားပြင်းအပေါ်အမြင်မကျင်တဲ့မှုတွေကနေထိတ်တိုက်တွေးကြသည့်အထိကျစ်လာခဲ့ရပါတယ်။ 1980ပြည်လွန်ဆေစုနှစ်အလေပိုက်ကာလတွေမှာအီရန်မှာရှားပြင်အစိုးရအပေါ်မကျင်တဲ့မှုတွေများပြားလာနေတဲ့အချိန်မှာပြင်သစ်နိုင်ငံပဲရစ်မြို့တော်မှာခေါ်လုံနေရတဲ့ဘာသာရေးခေါင်းဆောင်အယာတိုလာခိုမေနီအပေါ်လူထုထောက်ခံမှုများပြားလာပါတယ်။ရှားပြင်အပေါ်မကျင်မနဲ့တဲ့ကြောက်သားအုပ်စုတွေနိုင်ငံရေးပါတီတွေဘာသာရေးခေါင်းဆောင်တွေရှေးဟိုးဆွေကျစ်လက်နေလူထုတွေကခိုမေနီကိုခေါင်းဆောင်အဖြစ်လက်ခံလာကြပါတယ်။ အယာတိုလာရူဟိုလာခိုမီနီဟာရှားဘီရင်ကိုဆက်ကျင်ဝေဖန်မှုကြောင့်1964ခုနှစ်ကတည်းကတူရကီနိုင်ငံကိုတင်းရှောင်ခဲ့ရပါတယ်အဲ့ဒီကနေတဆင့်အီရန်နဲ့နောက်ဆုံးမှာတော့ပြင်သစ်နိုင်ငံတို့မှာတလိစီနေထိုင်ခဲ့ရပါတယ်။ရှားပြင်အပေါ်လူထုစက်ချိန်မှုအရှင်ဟွန်ကြီးမားလာပြီးစန္ဒပြပွဲတွေတပိတ်မောင်းမှုတွေနေ့စဉ်ရက်ဆက်ဖြစ်ပေါ်လာတဲ့အခါအဲ့ဒီအချိန်ကအမေရိကန်သမ္မတဂျီမီကာတာအစိုးရကရှားပြင်ရဲ့နေရာမှာအစားထိုးဖို့ခေါင်းဆောင်ရှာဖွေရင်းခိုမေနီနဲ့ချိတ်ဆက်မိတော်ကြပါတယ်။ အမေရိကန်ကိုယ်စားလှယ်တဦးကခိုမိန်နီကိုပြင်သစ်နိုင်ငံမှာတိတ်တဆိတ်လာရောက်တွေ့ဆုံပြီးအီရန်ဘာသာရေးကောင်ဆောင်ဟာငင်းချမ်းရေးကိုလိုလားပြီးအီရန်နိုင်ငံကိုညင်ညွတ်စင်မဲ့သူဒီမိုကရေစီနဲ့လူ့ခွင့်ရေးကိုလဲစားမဲ့သူလို့ကာတာအစိုးရကိုလွဲမားစွာအစီရင်ခံခဲ့ပါတယ်အမေရိကန်တို့ကခိုမီနီရဲ့အရှိန်အဝါဟာချားပြင်ရဲ့အီရန်အပေါ်ချောက်ကြိုက်ထားမှုအားထင်းကြီးပေးလိမ့်မယ်လို့ကနဦးမှာယူဆခဲ့ကြပါတယ် ဒါကြောင့်ကာတာအစိုးရကရှားပြင်ကိုထောက်ခံနေမှုကိုရုတ်သိမ်းခဲ့တာကြောင့်ဆန္ဒပြပွဲတွေအရှင်မြင့်တက်သွားပြီး1989ဇန်နဝါရီလမှာရှားပြင်ထိနေဆွန်းကပြည်ပကိုတင်းချောက်ခဲ့ရပါတယ်ကွန်မဏီအာနာရလာချင်းနဲ့ပတ်သက်ပြီးဂျီမီကာတာအစိုးရရဲ့ဆုံးဖြတ်ချက်လွှဲချော်ခြင်းလို့ဝေဖန်နေကြရမှာဒီအချက်နှစ်ချက်ကိုလည်းသတိပြုဖို့လွဲပါတယ်ပထမအချက်ကကာတာအစိုးရဟာလူ့ခွင့်ရေးလေးစားလိုက်နာမှုဒီမိုကရေစီရဲ့စသည်တို့ကိုဦးစားပေးနိုင်ငံခြားရေးမဝါဒအဖြစ်ချမှတ်ကျင်းသွင်းတဲ့ပထမဆုံးအစိုးရဖြစ်ပါတယ် ဒုတိယချက်ကအီရန်မြောက်ဖက်နေဆဲရှိဆိုဗီယက်ပြည်ထောင်စုရဲ့ကျူးကျော်လာနိုင်မှုဖြစ်ပါတယ်အီရန်နိုင်ငံအတွင်းမကြီးမသက်မှုတွေကနေတဆင့်ဆိုဗီယက်တို့ဝင်ရောက်ဆက်ဖက်လာမှာကိုအမေရိကန်တို့ကစိုးရင်ပူပန်နေကြတာဖြစ်ပါတယ်။အီရန်ကနေတဆင့်ရေနံပေါ်ကျွေဝတဲ့ပါရှန်ပင်လယ်ကွက်ဒေသစီကိုဆိုဗီယက်ဩဇာဖျက်ချက်မှာကိုအမေရိကန်တို့ကစိုးရင်နေကြတာလည်းဖြစ်ပါတယ်။ရှားပြင်းထိနှံဆိုပြီးနိုင်ငံကနေထွက်ခေါ်တော့တဲ့အခါအယာထိုလာခိုမင်းနီကိုနိုင်ငံကိုဥဆောင်ဖို့ပြေတော်ပြန်လာဖို့လူထုကတောင်းဆိုကြပါတယ်။ 1996ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာခိုမနီအီရန်ကိုပြန်လည်ရောက်ရှိလာပြီးအီရန်အစ္စလာမီသမ္မတနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။ဒီနေ့အစ္စရေးနိုင်ငံတည်ရှိရာဒေသကိုတမိုင်းဥကာလ BC 3000ကျော်မှာကန်နန်လို့ခေါ်ကြပြီးနေထိုင်သူကိုကန်နန်သားတွေလို့ခေါ်ကြပါတယ်။ခရစ်ယာန်တမန်ကျမ်းစာတွေအရထာဝရဘုရားသခင်ကယာကုပ်ကိုကောက်ချီပေးသနာတော်မူတဲ့အနေနဲ့အစ္စရေးလိုအမည်ပြောပေးခဲ့တာကိုအစွဲပြုပြီးအစ္စရေးမျိုးနွယ်များအစ္စရေလအစ္စရေးနိုင်ငံလို့စတင်ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဣသရေလရဲ့အဓိပ္ပာယ်ကတော့ဘုရားသခင်ကကောက်ချီပေသနာတော်လို့အဓိပ္ပာယ်ရပါတယ်။ BC 1200အောက်မှာကန်နန်ဒေသမှာဘုရင်နိုင်ငံတစ်ခုပေါ်ထွန်းခဲ့ပါတယ်။မြောက်ပိုင်းနိုင်ငံဣသရေလတိုက်ပြည်နဲ့တောက်ပိုင်းနိုင်ငံဂျူဒာတိုက်ပြည်တို့ဖြစ်ကြပါတယ်။ဒီနှစ်နိုင်ငံအနက်တောက်ဘက်ဂျူဒာကပိုပြီးအင်အားတောင်းတင်းစီပိန်ပါတယ်။ BC 620လောက်မှာ Israel တို့ကိုဒီနေ့ Iraq နိုင်ငံဖြစ်တဲ့ Babylon Empire ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးမြို့တော် Babylon ကိုသုံးပန်းတွေအဖြစ်ခေါ်ဆောင်သွားခဲ့ပါတယ် ဒါကြောင့်အီရန်အနောက်ပိုင်းဒေသတချို့မှာဂျူးမျိုးနယ်စုတွေဒီနေ့တိုင်ကျန်ရှိနေတာဖြစ်ပါတယ်။အဲဒီတုန်းကအစ္စရေးလူဦးရေဟာ3သိန်းကျော်4သိန်းနေပါရှိခဲ့တယ်လို့ခန့်မှန်းထားကြပါတယ်။ BC 520လောက်မှာဘေဘီလွန်အင်ပါယာကိုအောင်နိုင်တဲ့ပါရှန်ဆိုက်ဘရက်ဘီရင်ကြီးကဂျူးအစ္စရေးတို့ကိုမုံရင်ဌာနကိုပြန်စေခဲ့တာကြောင့်ကန်နန်ဒေသမှာဂျူးတို့နဲ့တဖန်ပြန်လေစီကားလာပြန်ပါတယ်။ကန်နန်ဒေသကိုပါလတ်စတိုင်းဒေသလို့လည်းခေါ်ဆိုသုံးလုံးကြပါပြီ။ ဂရိအနွယ်ဝင်ဖီလက်စတိန်တို့ဟာလည်းကန်နန်ဒေသမှာ BC 1000ကျော်ကတည်းကမြို့ပြနိုင်ငံတွေထူထောင်နေထိုင်ခဲ့ကြပါတယ်။သူတို့ကအစွဲပြုပြီးကန်နန်ဒေသကိုရှစ်ခေတ်ဂရိတို့ကပါလက်စတိုင်းလို့သုံးနှုန်းခဲ့ကြပါတယ်။ BC လက်ရာစုအလွန်မှာဂရိမဟာအလန်းစင်တာကအရှိလေပိုက်တခွင်ကိုတိုက်ခိုက်သိမ်းယူရာကန်နန်ဒေသလေပါဝင်ပြီးဒေသအတွင်းဂရိယဉ်ကျေးမှုထုံးတဲ့စင်လာတွေပြန့်နှံ့လာကပါလက်စတိုက်ဒေသလိုအမြင်တွင်လာတာဒီနေ့တိုင်ပဲဖြစ်ပါတယ် ရောမအင်ပါယာကြီးတကောကြီးထွားနေချိန် BC နေရာစုမှာ Hasmonean Jumi Setto ကပါလက်စတိုင်းဒေသတခွင်လုံးကိုတင်ပိုက်အုပ်ချုပ်ခဲ့ကြပေမဲ့ BC 63ခုနှစ်မှာရောမတို့ကယနေ့တူရကီဖြစ်တဲ့အာရှမိုင်နာကျွန်းဆွယ်ဆီးရီးယားနဲ့ပါလက်စတိုင်းဒေသတွေကိုတင်ပိုက်ခဲ့ကြပြန်လာကြောင်းပါလက်စတိုင်းဟာရောမကော်လိုနီတစ်ခုဖြစ်လာခဲ့ပါတယ်။ ရောမတို့ရဲ့ထွေထွေမွန်ဝါဒတွေအခွန်တုပ်များပြားမှုတွေရောမနက်ဖြတွေကိုအတင်းကျပ်ကိုးကွယ်စေမှုတွေကြောင့် AD 66ခုနှစ်ကနေ136ခုနှစ်အတွင်း၃နှစ်တိုင်ပါလက်စတိုင်းနယ်ဂျူးတို့ကပုံကဲထက်ကြွခဲ့ကြပါတယ်။တတိယအကြိမ်ပုံကဲခြားနောက်မှုအပြီးမှာရောမတို့ကဂျေရုရှလင်မြို့တော်ကိုမြေလံဖျက်ဆီးပစ်လိုက်ကြပြီးဂျူးတို့ကိုဒေသအတွင်းကထွက်ခွာသွားဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဂျေရုရှလင်မြို့တော်ကိုရောမပုံစံပြန်လည်တည်ဆောက်ခဲ့သလိုဂျူးထုံးတဲ့ဆင်လာတွေကိုးကွယ်မှုတွေကိုပါရောမတို့ကပိတ်ပင်ခဲ့ကြပါတယ်။ဒါကြောင့်အဲဒီသွန်းအားစုရောက်တဲ့အခါပလတ်စတိုက်ဒေသကြီးမှာဂျူးမျိုးနွယ်တွေဟာလူနည်းစုအဖြစ်သာကြံရှိနေတော့ပြီးခရိယန်အယူဝါဒကိုယုံကြည်သက်ဝင်သူဥယျာဉ်အလင်းအမြန်တိုးပေါ်လာကဒေသအတွင်းယုံကြည်သက်ဝင်သူအများဆုံးပါသာအယူဝါဒကြီးတစ်ခုဖြစ်လာပါတယ်။ဒေတာတွင်ကနေနေတဲ့အပေးခံရတဲ့ဂျူးတို့ဟာရုရှားယူကရိန်းအပါအဝင်ဥရောပတခွင်မှာဖြတ်ကျက်အခြေစိုက်နေထိုင်နေကြရပါတယ် ်အာရဗျကျွန်းဆွေသားအာရက်တို့ဟာ AD 900စုမှာပါလက်စတိုင်းနဲ့အာရှမိုင်းနာဒေသတို့ကိုအစ္စလမ်သာသနာပြုခြင်းနဲ့အတူအလုံးအရင်ဖြင့်ဝင်ရောက်လာခဲ့ကြပါတယ်။အာရက်တပ်ဖွဲ့တွေကပါလက်စတိုင်းဒေသတစ်ခွင်လုံးကို AD 634ကနေ638ခုနှစ်တွေအတွင်းအပိမ့်တိုက်သိမ့်ပိုက်ရယူကာဒေသတွင်ရှိနေနေမိသားမျိုးနွယ်စုလဲတွေအားအတင်းအကျပ်ပြောင်းရွှေ့နေရာချထားခြင်းအစ္စလမ်အယူဝါဒလက်ခံယုံကြည်ခြင်းတို့ကိုပြုလုပ်ခဲ့ကြပါတယ်။ ဥရောပတခွင်ပြည်နဲ့ရောက်ရှိသွားတဲ့ဂျူးမျိုးနွယ်တို့ဟာပါလက်စတိုင်ဒေသကိုသူတို့ရဲ့ယုံကြည်ကိုးကွယ်မှုနဲ့ယဉ်ကျေးမှုအချက်အချာဗဟိုဌာနကြီးအဖြစ်သားစဉ်မြေဆက်လက်ဆင့်ကမ်းခဲ့ကြပါတယ်ပါလက်စတိုင်းဒေသကြီးမှာပြန်လည်အခြေချနိုင်ရဲ့ဟာကဘာတလောရှိဂျူဒိုရဲ့မျောလင့်ချက်အိမ်မက်ဖြစ်ခဲ့ပါတယ်။ဒီမျောလင့်ချက်အိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်ဖို့စတင်ဆော်အော့ခဲ့သူကတော့ဟန်ဂေရီနိုင်ငံဖော်ဂျူလူမျိုးသီအိုဒိုဟာဇဲဖြစ်ပါတယ်။ 1869ခုနှစ်ဩစတြေးလျနိုင်ငံဗီယက်နာမြို့တော်မှာကျင်းပတဲ့ပထမအကြိမ်ဂျူးကွန်ဂရက်မှာဟာဇက်ကပါလက်စတိုင်းဒေသမှာဂျူးနိုင်ငံတော်တည်ထောင်ဖို့စတင်ဆော်ဩခဲ့ပါတယ်။1930ပြည်လွန်ခြေစုနှစ်တွေအတွင်းဂျာမနီမှာနာဇီပါတီအာဏာရလာပြီးစတင်ဖိနှိပ်ချုပ်ချယ်လာတာကြောင့်ဂျူးတို့ဟာပါလက်စတိုင်းဒေသစီကိုထွက်ပြေးလာကြပါတယ်။ဒါပေမဲ့အရေးအတွက်မများလာပါဘူး။ ်ပထမကမ္ဘာစစ်စပြီးကတည်းကတူရကီအော်တိုမန်အင်ပါယာစီကနေပါလက်စတိုက်ဒေသကိုလက်လွဲယူအုပ်ချုပ်နေတဲ့ဗြိတိရှားတို့ကအာရက်တို့ညဉ့်ညင်မာကိုစိုးရွံတာကြောင့်အကန့်အသတ်နဲ့သာလက်ခံခဲ့ကြပါတယ်1920ကနေ1945ခုနှစ်အထိပါလက်စတိုက်ကိုပြန်လည်ဝင်ရောက်လာကြတဲ့ဂျူးလူဦးရေဟာ36,000ကျော်ဖြစ်ပါတယ်။1945ခုနှစ်သကောက်စင်းအရပါလက်စတိုက်ဒေသကြီးတစ်ခုလုံးမှာဂျူးလူမျိုး9,800ကျော်မြှင့်ရှိခဲ့ပါတယ်။ တထောက်ကွာ၄၄ခုနှစ်အတွက် RF ဥယေဟာတိတသမ84သန်းနီးပါးဖြစ်ပြီးဂျူးမဟုတ်သော RF နေဖို့ Korean လူဥယေဟာ33500ကျော်ဖြစ်ပါတယ်။ဟာဇဲအစားပြုခဲ့တဲ့ပလတ်စတစ်ဒေသမှာဂျူးနိုင်ငံထူထောင်ရဲ့အိမ်မက်ဟာနေပေါင်း90နီးပါးအကြာတထောက်ကွာ၄၅ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာရုံးလုံးပေါ်လာခဲ့ပါတယ်။ နာဇီတို့ရဲ့လက်ချက်နဲ့ဂျူးမျိုးနွယ်6သန်းကျော်မြတ်တုတ်တင်ချင်းခံခဲ့ရတာကြောင့်ကဘာကစန္ဒဂယုဏတနေတာနဲ့တိုက်ဆိုင်လို့ဂျူးမျိုးနွယ်ခေါင်းဆောင်တို့ကကဘာတလောအထူးသဖြင့်ဥရောပတခွင်ကဂျူးတို့ကိုပါလက်စတိုက်ဒေသကိုရာရာနေလန်းနဲ့ပို့ဆောင်ပေးခဲ့ကြပါတယ်တောက်ကွာ45ခုနှစ်ကနဲ့1948ခုနှစ်အတွင်းဂျူးမျိုးနယ်1400ကျော်မြပါလက်စတိုက်ဒေသကိုရောက်ရှိလာကြပြီးဒေသတွင်းရှိရင်းစွဲဂျူးတွေနဲ့ပေါင်းစည်းမိကြပါတယ် ီလိုနဲ့1940ရှိခုနှစ်ရောက်တဲ့အခါပါလက်စတိုင်းဒေသမှာဂျူးလူဦးရေဟာ9300နီးပါးရှိလာခဲ့ပါတယ်စစ်ကြီးတွင်းကအမေရိကန်သမ္မတဖရက်ကလင်ရူးစဗဲနဲ့သူ့ကိုဆက်ခံသူဟယ်ရီချူမင်းတို့ကဂျူးတွေကိုစာနာပြီးနေရင်ဒေသပါလက်စတိုင်းမှာအခြေချနိုင်ငံတည်ထောင်ခွင့်ပေးလိုပါတယ်။ဒါကြောင့်အရက်တို့ရဲ့မဟာမိတ်ဘရီဒင်ကိုဖိအားပေးခဲ့ပါတယ်။ ဘရစ်ချာတို့ကလည်း6နှစ်6မိုးစစ်တိုက်လာခဲ့ရလို့စစ်ပန်းနေပြီဖြစ်တာကြောင့်တကြောင်အမေရိကန်အကူအညီအထောက်ပံ့တွေကိုအားပြုနေရတာကြောင့်တကြောင်တမိုင်းကျော်အရမက်ကန်နေတာကတကြောင်စစ်တပ်တွေကြောင့်ဂျူးတို့ပါလတ်စတန်ဒေသစီပြန်လည်ဝင်ရောက်လာခြင်းလွတ်လပ်သောနိုင်ငံထူထောင်ဖို့ကြိုးပမ်းနေကြခြင်းတွေကိုအတက်နိုင်ဆုံးမသိကြိုးကြံပြုပေးခဲ့ပါတယ်အာရက်တိုကလည်းပါလတ်စတိုက်ဒေသမှာဂျူးအစ်စရေတို့ပြန်လည်အခြေချလာတာကိုဆက်ကျင်ကြတာကြောင့်နှစ်ဖက်လက်နက်ကိုက်တပ်ဖွဲ့တွေကြားတိုက်ခိုက်မှုတွေတစားတစားများပြားလာပါတယ် အယူအဆပြင်းထန်သူအရက်တို့ကဂျူးတွေအင်အားကောက်လာရင်ဒေသနယ်အရက်တွေကိုမောက်ထောက်ကြလိမ့်မယ်လို့သွေးထိုးလုံးစော်ကြပါတယ်1948ခုနှစ်မေလ16ရက်နေ့မှာဂျူးတွေကလွတ်လွတ်ရဲကိုကျင်ညာပြီးအစ္စရေးနိုင်ငံကိုထူထောက်ကာကဘာအရက်ရက်ကဂျူးမျိုးနွယ်တွေကိုအစ္စရေးနဲ့လာရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်ခဲ့ကြပါတယ်။လွတ်လွတ်ရဲကျင်ညာပြီးတာနဲ့ဒေသခံ RF တွေအင်းနှင်းချင်း RF ငါးနိုင်ငံဖြစ်တဲ့အီဂျစ်၊ဆီးရီးယား၊လဗနွန်၊အီရက်၊ဆော်ဒီအာရေဗျတို့က RF လွတ်မြောက်ရေးတပ်မတော်ကိုဖွဲ့ပြီးအစ္စရေးတို့ကိုဝင်ရောက်တိုက်ခိုက်ကြပါတယ်။ ။တစ်ဖက်မှာလည်းကောလာဟာလာတွေနဲ့နှစ်ဖက်တိုက်ပွဲတွေကြောင့်ဒေသခံအရဲတွေဟာနေရင်ဌာနတွေကိုစွန့်ခွာသွားကြပါတယ်။ဒီလိုနေရင်ဌာနကိုစွန့်ခွာသွားကြတဲ့ RA ဥယျာဟာသင်းကြော်များရှိတဲ့ဒေသခံ RA လူကြီးရဲ့ထဲဝက်များဖြစ်ပါတယ်။အဲ့ဒီကာလကစပြီးထောက်ကွာ86ခုနှစ်အထိ X-ray ဟာ RA နိုင်ငံတွေနဲ့စစ်ပွဲကြီးလဲကျင်ဖြစ်ပွားခဲ့ပါတယ်။ 1983ခုနှစ် Arato က X-ray ကိုအလိုက်ငိုက်ဖန်ပြီးတိုက်ခိုက်တဲ့ရန်ကပါစစ်ပွဲကြီးအပြီးမှာ X-ray တို့ကိုအနိုင်ယူဖို့မဖြစ်နိုင်တော့ဘူးဆိုတာသဖောပေါက်လာတဲ့အစ်ဂျစ်သမ္မတ Anwar Sadat က American ရဲ့ကမကထပြုမှုနဲ့1988ခုနှစ်မှာ Camp David သဖောတူညီချက်နဲ့ X-ray တို့နဲ့ညှဉ်းချဲရေးရယူခဲ့ကြပါတယ်ဒါမဲ့1986ခုနှစ်မှာအီရန်မှာသဘောထားတင်းမာတဲ့ခိုမင်းနီဥဆောင်တဲ့အစိုးရအာဏာရလာတာကြောင့် X-ray တို့အတွက်ရန်သူတို့အစ်စ်နဲ့ရင်ဆိုင်ကြရပြပါတယ် 1989ခုနှစ်မှာလူထုတော်လှန်ရေးနဲ့ရှားပြင်ကိုဖျောက်ချပြီးအာဏာရလာတဲ့အစ္စလာမစ်အစိုးရဟာအစ္စရေးနဲ့သူတို့ထောက်ခံကူညီပံ့ပိုးနေတဲ့အမေရိကန်တို့ကိုရန်လိုတဲ့သဘောထားတွေရှိနေပါတယ်။အစ္စရေးတို့ကိုမန်နဲ့လေအမေရိကန်တို့ကိုမန်နဲ့ကြီးလို့တော့ခိုမင်းနီဥဆောင်တဲ့အီရန်ဘာသာရေးခေါင်းဆောင်တွေကခေါ်ဝေါ်သုံးဆွဲခဲ့ကြပါတယ်။ အီရန်အစ္စလာမစ်နိုင်ငံသစ်ရဲ့ခေါင်းဆောင်တွေကအီရန်ရဲ့ရှားဘီယင်ကိုအမေရိကန်တွေကစီရဲစီးပွားရေးအကူအညီတွေတချောက်လုံးပေးနေခဲ့တာကြောင့်ခိုမင်းနီဥဆောင်တဲ့အစ္စလာမစ်အစိုးရကအမေရိကန်ကိုမိဆာတို့ရဲ့အဓိပတိမန်နဲ့ဂျီလို့သတ်မှတ်ထားပါတယ်အတိုက်ခံတွေကိုဖိနက်ယာမှာအသုံးပြုတဲ့ရှားဘီယင်ရဲ့ထောက်လန့်ရေးအဖွဲ့ဆာဗက်ကိုအမေရိကန်တို့ကလက်ချင်းတင်တဲ့ပိတ်ခဲ့တာကိုခိုမင်းနီကမမေ့သေးပါဘူး နနိုင်ငံဆက်ဆံရေးတွေဆိုးရွားလာပြီး1989ခုနှစ်နိုဝင်ဘာ၄ရက်နေ့မှာခိုးမင်းနေကိုထောက်ခံတဲ့ကြောက်သားတွေဥဆောင်တဲ့လူအုပ်ကြီးကဒီရန်မျိုးတော်အမေရိကန်တန်ရုံကိုဝင်ရောက်စီးနင်းသိမ်းပိုက်ပြီးတန်ရုံဝန်ထမ်း66ဦးကိုတရားခံတွေအဖြစ်ထိန်းသိမ်းထားရှိခဲ့ချိန်မှာခိုးမင်းနေအစိုးရရဲ့လက်ချက်မကင်းဘူးလို့ယူဆကြပါတယ်ကွန်မတီအစိုးရကတန်ရုံဝန်ထမ်းတွေကို1981ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာပြန်လွှတ်ပေးခဲ့ပေမဲ့အမေရိကန်ပေါ်သဖောထားတင်မာမှုတွေကရှော့မတော်ခဲ့ပါဘူး အကြောက်ကတော့ American တွေဟာ Iceland ရဲ့ရန်သူဖြစ်တဲ့ X-ray တွေကိုထောက်ပံ့ကူညီပေးနေလို့ဖြစ်ပါတယ်။ X-ray ကို American တို့ရဲ့သားဆိုးသားမိုက်လေးလို့ Iran တွေကတယောကြပါတယ်။ရှားပြင်လက်ထက်မှာ X-ray နဲ့ Iran နိုင်ငံတို့အကြားဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။ရှားပြင်က X-ray နိုင်ငံကိုတရားဝင်အသိအမှတ်မပြုခဲ့ပေမဲ့ X-ray ကုမ္ပဏီတွေကို Iran နဲ့ကုန်သွယ်ရေးထူထောင်ခွင့်ပေးခဲ့ပါတယ်။ X-ray တွေဟာ Iran နိုင်ငံရဲ့ရေနံထွက်ကုန်တွေကိုဝေယူတင်သွင်းခဲ့ကြသလို Iran ကလည်း X-ray လက်နက်တွေကိုဝေယူခဲ့ကြပါတယ်။ ဒါအပြင် X-ray တို့ရဲ့မော့ဆက်အဖွဲကြီးကလည်းခြားပြင်ရဲ့ထောက်လန့်ရဲ့အဖွဲတွေကိုတင်တန်းတွေပို့ချပေးခြင်းနှိပညာဆိုင်ရာအကူအညီပေးခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။ဒါကြောင့်ခြားပြင်ရဲ့အဓိကအတိုက်ခံကုမ္ပဏီအာနာရလာတဲ့အခါ X-ray နဲ့ Iran Islamic သမ္မတနိုင်ငံတို့အကြားဆက်ဆံရေးဟာတေးမာခဲ့ရပါတော့တယ်။ Iran ဟာဒေသတွင်းရည်မှန်းချက် ကြီးမားပါတယ်။ပင်လယ်ကွေ့နိုင်ငံတွေပါဝင် Iceland ကဘာကိုဩဇာလွှမ်းမိုးချင်ပါတယ်။ အဲ့ဒီကနေတဆင့်အရှိလေပိုက်ဒေသကြီးတစ်ခုလုံးကိုဥဆောင်ကအစ္စလမ်ကဘာရဲ့ပြောရေးဆိုခွင့်ရနိုင်ငံရှေ့ဆောင်နိုင်ငံဖြစ်ချင်နေပါတယ်။အီရန်ရဲ့ရည်မှန်းချက်ကိုတားဆီးမဲ့သူကတော့အမေရိကန်ပြည်ထောင်စုဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ကိုရန်သူတော်နိုင်ငံနံပါတ်၁လို့အီရန်ကရှုမြင်ပါတယ်။အစ္စရယ်ကအမေရိကန်ရဲ့ဒေသတွင်းကင်းစကဲတစ်ခုထက်မပိုဘူးလို့အီရန်ကရှုမြင်ထားပါတယ်။အစ္စရယ်ကိုရှင်းပြနိုင်ရင်ဒေသတွင်းနိုင်ငံတွေကအီရန်ရဲ့ဥဆောင်မှုကိုလက်ခံလာရမယ့်အပြင်အမေရိကန်ရဲ့ဒေသတွင်းဩဇာလဲသူညအစင်းတို့ကြားစင်းတော့မှာဖြစ်ပါတယ်။ ကော်မတီအစိုးရကအစ္စရေးနိုင်ငံကိုအရှေ့လေပိုင်းမှာမလိုလားအပ်တဲ့အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့ကိုလိုနီနေမြေအဖြစ်သဘောထားပြီးအစ္စရေးနိုင်ငံကိုတိုက်ခိုက်ဖျက်သိမ်းကြဖို့အစ္စလန်ကဘာမှာနိုးစော်ခဲ့ကြပါတယ်။ဒါပေမဲ့ကော်မတီအစိုးရဟာအရေးကြုံလာတဲ့အခါအစ္စရေးတွေစီကနေလက်နက်တွေတိတ်တဆိတ်ဝယ်ယူခဲ့ကြပြန်တယ်လို့နိုင်ငံတကာရဲ့ရဲသုတေသီတွေကထောက်ပြခဲ့ကြပါတယ်။1980ပြည့်နှစ်စတင်ပါလမှာအီရန်နိုင်ငံကအီရန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ အီရက်ဟာအရက်မျိုးနွယ်ဝင်ဖြစ်ပြီးအဲ့ဒီတုန်းကအုပ်ချုပ်သူတွေကဆွန်နင်အစ္စလမ်တွေဖြစ်ကြပါတယ်။ဆွန်နင်တို့ကရှီးယားအစ္စလမ်တွေအများစုရှီးယားအီရန်ကိုမနှိမ်ညွှတ်ချပါဘူး။ဒါကြောင့်အီရန်ပြည်တွင်းရဲ့မငြိမ်မသက်ဖြစ်နေတာကိုအခွင့်ကောင်းယူကာဝင်ရောက်တိုက်ခိုက်ကြတာဖြစ်ပါတယ်။အီရန်တွေဟာအရေးတကြီးလိုအပ်နေတဲ့လက်နက်အပိုပစ္စည်းတွေကိုအမေရိကန်တို့စီကနေဝယ်ယူလို့မရတာကြောင့်အစ္စရေးတို့စီကနေလက်သိပ်ထိုးပြီးဝယ်ယူခဲ့ကြရပါတယ်။အထူးသဖြင့်အမေရိကန်တို့ရဲ့ F4 Phantom တိုက်လေယာဉ်အပိုပစ္စည်းတွေဖြစ်ပါတယ်။ အဲ့ဒီအချိန်က X-ray simulation တခု DRAM မှာ show ရဲ့ရုံခဲပင်ဖွင့်လှစ်ခဲ့တယ်လို့ဆိုပါတယ်အပြန်လန်အပြစ်ကုမ္ပဏီအစိုးရက RAM ရှိတဲ့ဂျူးမျိုးနွယ်တွေကို X-ray နိုင်ငံစီကိုပျောက်ရွှေခွင့်ပြုခဲ့ပါတယ်1989ခုနှစ်ကစပြီး Iran အစိုးရအဆက်ဆက်ဟာ X-ray ကိုရန်သူတပွဲတပွားထားခဲ့ပါတယ် X-ray ကိုစက်ကျင်တဲ့အင်အားစုမဲ့သမျှကိုထောက်ပံ့ကူညီခဲ့ပါတယ် Iran ကထောက်ပံ့ကူညီခဲ့တဲ့အဖွဲ့အစည်းတွေထဲမှာ Palestine Arado ရဲ့အဖွဲ့အစည်းတွေဖြစ်ပြီး X-ray တို့ကိုရာသမျှနီလန်းနဲ့တိုက်ခိုက်နေကြတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ် အဓိကအဖွဲ့တချို့ကတော့နံပါတ်1 Hezbollah အဖွဲ့ဖြစ်ပါတယ် Hezbollah အဖွဲ့ကတ1982ခုနှစ်မှာ Iran ဘာသာရေးခေါင်းဆောင်တွေနဲ့စစ်ဖက်ရဲ့အကူအညီနဲ့ Lebanon မှာစတင်တည်ထောင်ခဲ့ပြီးအဖွဲ့ဝင်အများစုက Shia Islam တွေဖြစ်ကြပါတယ်အမြဲတမ်းအဖွဲ့ဝင်1000နဲ့ရန်အင်အား1000ကျော်ရှိတယ်လို့ X-ray နဲ့အနောက်နိုင်ငံထောက်လှမ်းအဖွဲ့တွေကခန့်မှန်းထားကြပါတယ်။2024ခုနှစ်အတွက်အသုံးစရိတ်ဟာအမေရိကန်ဒေါ်လာ10000နီးပါးရှိတယ်လို့ဆိုပါတယ်။နံပါတ်2က Hermes အဖွဲ့ပါ ဟာမက်စ်အဖွဲ့ကို1989ခုနှစ်အကုန်ပိုင်းမှာဂါဇာကမ်းမြောင်ဒေသမှာစတင်ဖွေးစည်းတည်ထောင်ခဲ့ပါတယ်။အဖွဲ့ဝင်တွေကဆွန်နီအစ္စလမ်တွေဖြစ်ကြပြီးလက်နက်ကိုင်အဖွဲ့ဝင်တပေါင်းကနေတပေါင်း5000ကျားရှိမယ်လို့ခန့်မှန်းကြပါတယ်။ဟာမက်စ်ရဲ့နိုင်ငံရေးလက်ယုံကပါလက်စတိုင်းဥပဒေပြုလက်တော်ရဲ့အများစုနေရာကိုရရှိထားပါတယ်။ဟာမက်စ်အဖွဲ့ရဲ့အသုံးစရိတ်ကဒေါ်လာ350ကနေ450ကျားရှိတယ်လို့ခန့်မှန်းကြပါတယ်။ 2023ခုနှစ်အော်တိုဘာလ9ရက်နေ့မှာ Hermes အဖွဲ့ဟာဒုံးကြီး3000ကျော်ကနေ9000ကျားစက်တက်လီထီမောကွမ်မိုဒိုစစ်သည်တွေကိုအသုံးပြုက X-ray တောက်ပိုက်ဒေသကိုအလိုက်ငိုက်ဖမ်းပြီးတိုက်ခိုက်ခဲ့ရာအခုအချိန်ထိတိုက်ခိုက်မှုတွေမပြီးပြတ်သေးပါဘူး။နံပါတ်3ကဟူဒီသဘုံအဖွဲ့ပါဟူဒီတဘုံအဖွဲ့ကရီမင်အခြေဆိုင်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီးထောက်ကွာ62ခုနှစ်မှာလူနည်းစုရှီးယားအစ္စလမ်တွေဖြစ်ကြတဲ့ဟူဒီမျိုးနွယ်စုကိုအခြေပြုပြီးစတင်ဖွဲ့စည်းခဲ့ပါတယ်။ပင်လယ်နေထိုက်ဝှရှိရီမင်နိုင်ငံမြောက်ပိုက်ကိုထိန်းချုပ်ထားပါတယ်။ လက်နက်ကိုင်အဖွဲ့ဝင်12000ကနေ18000အထိရှိတယ်လို့ခန့်မှန်းထားကြပါတယ်2023ခုနှစ်အော်တိုဘာလ Hamas အဖွဲ့ကအစ္စရေးနိုင်ငံကိုဝင်ရောက်တိုက်ခိုက်မှုကိုထောက်ခံခဲ့တဲ့အနေနဲ့ဟူသီတွေဟာအစ္စရေးနိုင်ငံကိုအီရန်တွေထောက်ပံ့ထားတဲ့ဒုံးပစ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ဒါပြင်ပင်လယ်နီအတွင်းဖြတ်သန့်တဲ့အစ္စရေးနဲ့အနောက်အုပ်စုဝင်နိုင်ငံတွေပိုက်ဆိုင်တဲ့ကုန်တင်သင်္ဘောတွေကိုလည်းပြစ်ခတ်တိုက်ခိုက်နေကြပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ X-ray area ပဋိပက္ခဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းထုတ်လုပ်ရေးစီမံကိန်းအပေါ်အခြေခံပြီးဖြစ်ပွားခြင်းဖြစ်ပါတယ်။ X-ray နိုင်ငံဟာ1950ပြည်လွန်ဆေးစုနှစ်တွေကတည်းကနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစီမံကိန်းကိုစတင်ခဲ့ပါတယ်။နိုင်ငံတောင်ပိုင်းနီဂက်သေကံတရအတွင်းရှိဒီမိုနာဒေသမှာအရက်ဖတ်သုံးအနုမြူဓာတ်ပေါက်ဖို့တစ်ခုကိုပြင်သစ်တော့အကူအညီနဲ့1958ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပါတယ်။ X-ray တွေဟာနျူကလ িয়ার လက်နက်ထိပ်မှုတွေထုတ်လုပ်ဖို့လိုအပ်တဲ့ယူရိုနီယံတွေကိုရတဲ့နည်းနဲ့ကဘာအနဲ့ရှာဖွေရယူခဲ့ကြပါတယ်။ ထင်ရှားဆုံးကတော့ American ပြည်ထောင်စု Pennsylvania ပြည်နယ် Apollo Company ကနေအစင်းမြင့်သက်ဆင်ထားတဲ့ Uranium 30 kg ပျောက်စုံပုံဖြစ်ပါတယ်။ဒီပမာဏဟာ1 kg ပြင်းအားရှိ New Type 2လက်နက်25ခုကနေ30ကြားထုတ်လုပ်ဖို့လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ American တွေက X-ray တွေဟာ Uranium တွေကို1958ခုကနေ1958ခုနှစ်အထိရှုတ်ဝဲစွာသေထုတ်ရယူတော့ခဲ့ကြတယ်လို့ယူဆနေကြပါတယ်။ လက်ရှိမှာအစ္စရေးတွေဟာနျူကလ িয়ার လက်နက်တပ်ထိပ်ဖူး60ကျော်ကနေနေရာချထုတ်လုပ်ပိုက်ဆိုင်ထားတယ်လို့နိုင်ငံတကာလေ့လာသူတွေကယူဆနေကြပါတယ်။ဒါ့အပြင်အစ္စရေးတွေမှာပလူတိုနီယံ480ဂရမ်ပဲဝန်းကျင်သုံးမိထားတယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ဒီပမာဏဟာ1ကီလိုတန်ရှိနျူကလ িয়ার လက်နက်190ကနေနေရာအထိထပ်မံထုတ်လုပ်ဖို့လုံလောက်တဲ့ပမာဏဖြစ်တယ်လို့ဆိုကြပါတယ်။ X-ray တွေရဲ့ nuclear လက်နက်တွေကိုမြေပြင်ရေပြင်နဲ့လေတပ်ဖွဲ့တွေအားလုံးကအသုံးပြုတိုက်ခိုက်နိုင်အောင်စီစဉ်ထားရှိပါတယ် မြေပြင်အခြေစိုက်ဂျယ်ရီကိုအမျိုးအစားဒုံးပြံတွေကိုဖျက်ချက်ထားရမှာဂျယ်ရီကို၃အမျိုးအစားဟာတာဝဲမိုင်1900ကျော်ဥမာအီရန်နိုင်ငံအထိလက်လက်မီတိုက်ခိုက်နိုင်ပါတယ်ဂျယ်ရီကိုဒုံးပြံမျိုးကွဲအနည်းဆုံးအဆင့်ရဲ60အထိထုတ်လုပ်ပြီးဖြစ်တယ်လို့ယုံကြည်ရပါတယ်အိစရေရေတဲ့ဟာဂျာမနီနိုင်ငံကနေဝယ်ယူထားတဲ့ဒေါ်ဖင်အမျိုးအစားရေငုပ်သင်္ဘော6စီးကိုနျူကလ িয়ার လက်နက်တွေတင်ဆောင်ပစ်လွှတ်နိုင်ဖို့စီစဉ်ထားရှိပါတယ် ဒါမဲ့ဘယ်လိုလက်နဲ့အမျိုးအစားတွေကိုအရေအတွက်ဘယ်လောက်တင်ဆောင်နိုင်တယ်လက်လက်မင်းရောက်ရှိနိုင်တဲ့အကွာအဝေးစတာတွေကိုအသေးစိတ်မသိရှိရသေးပါဘူး X-ray လေတဲ့မှာအသုံးပြုနေတဲ့ F15, F16 နဲ့ F35 တိုက်လေယာဉ်တွေဟာလိုအပ်ပါက nuclear လက်နက်တွေတင်ဆောင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။လေတဲ့ရဲ့ F15I တိုက်လေယာဉ်တွေဟာတာဝဲမိုင်1500ကျော်အထိပြန်တန်းတိုက်ခိုက်နိုင်စွမ်းရှိတာကြောင့်ဝေဟင်စီဖြစ်စနစ်နဲ့ဆိုရင်အီရန်နိုင်ငံတနိုင်ငံလုံးကိုလက်လက်မီနေပါတယ်။ ဤရန်နိုင်ငံဟာထောက်ကွာ50ပြည်လုံးနှစ်ကာလတွေကစပြီးနျူကလ িয়ার လက်နက်တွေပိုက်ဆားရေးစီမံကိန်းကိုစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။တထောက်ကွာ86ခုနှစ်မှာအစ္စလာမစ်တော်လှန်ရေးဖြစ်ပေါ်ပြီးအစိုးရပြောင်းလဲသွားတဲ့အခါမှာလည်းနျူကလ িয়ার လက်နက်ထောက်လှမ်းရေးစီမံကိန်းကိုဆက်လက်ပြီးဒီဇိုင်းမဲ့မဲ့အကောင်အထည်ဖော်လာခဲ့တာခုအချိန်ထိဖြစ်ပါတယ်။အီရန်ရဲ့ကနဦးနျူကလ িয়ার စီမံကိန်းကိုအမေရိကန်တွေကထောက်ကွာ68ခုနှစ်မှာ Atom for Peace စီမံချက်နဲ့စတင်အကူအညီပေးခဲ့ပါတယ် လက်ရှိမှာနိုင်ငံတကာအထူးသဖြင့် American ဥဆောင်တဲ့အနောက်နိုင်ငံတွေကဖိအားတွေပေးပြီးစီးပွားရေးနဲ့နှိပညာလွဲပြောက်ရယူမှုကိုပိတ်ဆို့နေတဲ့ကြားကအီရန်နိုင်ငံဟာနယူလန်နဲ့ပိုင်ဆိုင်ရေးစီမံကိန်းကိုလက်မလျှော့ခဲ့တာကို တွေ့ရပါတယ်လက်ရှိမှာအီရန်နိုင်ငံဟာသက်ဆင်ထားတဲ့ပလူတိုနီယံ10ကီလိုဂရမ်နဲ့ယူရိုနီယံ80လက်တာသမ3ကီလိုဂရမ်တို့ကိုထောက်လုပ်ပြီးဖြစ်တယ်လို့လစ်လာသူတွေကထောက်လွှင့်ရေးသတင်းတွေကိုကိုးကားပြီးသုံးသပ်ပြောဆိုနေကြပါတယ်။ အီရန်ဟာမိုက်တထောင်းနေရာအထိလက်လှမ်းမီပစ်ခတ်နိုင်တဲ့တာလက်ပြဒုံးကြီးတွေကိုတီထွင်ဆန့်သက်ခဲ့ပြီးအဲ့ဒီဒုံးပြန်တွေဟာနယူလက်နက်တွေတင်ဆောင်နိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။မြောက်ကိုရီးယားနိုင်ငံစီကလည်းတာလက်ပြဒုံးကြီးတွေဝယ်ယူထားပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့တည်တင်းတစ်ဖက်ကနေနှစ်ဖက်သာအများဆုံးလိုတော့တယ်လို့အိစရေးတွေကထောက်လင်းရေးသတင်းတွေကိုကိုးကားပြီးပြောကြားနေကြပါတယ်။ဒီသတင်းဟာဟုတ်မှန်တယ်မမှန်ဘူးဆိုတာကိုအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ အီရန်ရဲ့နျူကလ িয়ার လက်နက်စီမံကိန်းနဲ့ပတ်သက်ပြီးအရေးကြီးတဲ့နေဆွေးတချို့ကိုကြည့်ကြပါမယ်။၂၀၂၀ခုနှစ်အောက်တိုဘာလမှာအနောက်နိုင်ငံတွေရဲ့ထောက်လှမ်းရေးအဖွဲ့တွေနဲ့အီရန်အတိုက်ခံတွေကတီရန်မြို့တော်တောက်ဖက်မိုင်150အကျော်ရှိနာတက်စ်ဒေသမှာထိတ်တန့်ရှိုးဝက်နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစီမံကိန်းပြုလုပ်နေကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။၂၀၀၃ခုနှစ်ဇွန်လမှာဗြိတိန်ပြင်သစ်နဲ့ဂျာမနီတွေကအီရန်နဲ့နျူကလ িয়ার ရေးကိစ္စဆွေးနွေးပွဲတွေစတင်ခဲ့ကြပါတယ်။၂၀၀၃ခုနှစ်အောက်တိုဘာလမှာအီရန်ကယူရေနီယံသက်ဆိုင်ခြင်းလုပ်ငန်းကိုရပ်ဆိုင်ခဲ့ပါတယ်။ 2006ခုနှစ်ဖေဖော်ဝါရီလ2006ခုနှစ်ဖေဖော်ဝါရီလမှာအီရန်ကယူရိုနီယံသက်ဆင်ခြင်းလုပ်ငန်းကိုပြန်လည်စတင်ခဲ့ရာနျူကလ িয়ার အရေးကိစ္စဆွေးနွေးပွဲပြပြသွားခဲ့ပါတယ်။2009ခုနှစ်အော်တိုဘာလမှာနျူကလ িয়ার အရေးကိစ္စဆွေးနွေးဖို့အတွက်အိုမန်နိုင်ငံကနေတဆင့်ချိုးဝက်ဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်ဖို့အမေရိကန်နဲ့အီရန်တို့သဘောတူညီခဲ့ကြပါတယ်။2010ပြည်နှစ်မှာ Israel နဲ့ American Cyber ပညာရှင်တွေပူးပေါင်းထောက်လုပ်ထားတဲ့ Stuxnet Computer Virus ကြောင့် Iran Nuclear ထောက်လုပ်ရေးစီမံကိန်းရဲ့အရေးကြီးစက်ပစ္စည်းတွေပျက်စီးသွားပါတယ်။ 2015ဇူလိုင်လမှာအမေရိကန်ရုရှားအနောက်နိုင်ငံတွေနဲ့အီရန်တို့အကြားနျူကလ িয়ার စွန့်အင်သုတေသနပြုချင်းဆိုင်ရာသဘောတူညီချက်ရရှိခဲ့ပါတယ်။အဆိုပါသဘောတူညီချက်အရအီရန်ကယူရိုနီယံသက်ဆင်ခြင်းကိုရက်ဆိုင်ရင်စီးပွားရေးပိတ်ဆို့မှုတွေရုတ်သိမ်းပဲ့မယ်လို့ဆိုပါတယ်။ 2018ခုနှစ်မှာစာမျက်နှာတစ်သောကျော်ရှိတဲ့အီရန်ရဲ့ Shoah Nuclear ထုတ်လုပ်ရေးစီမံချက်အကြောင်းအချက်အလက်တွေကိုရရှိထားပြီးအီရန်ဟာ2015ခုနှစ်မှာသဘောတူညီချက်ရယူပြီးသည့်တိုင် Nuclear လက်နက်ထုတ်လုပ်ရေးကိုဆက်လက်အကောင့်ထဲပေါ်နေတယ်လို့ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကထုတ်ဖော်ပြောကြားတာကြောင့် American တွေက Nuclear အရေးကိစ္စဆွေးနွေးပွဲတွေကနေနှုတ်ထွက်သွားကြပါတယ်2020နိုဝင်ဘာလမှာအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစီမံကိန်းကိုအစ္စရေးတွေကတိုက်ခိုက်လာပါတယ် အီရန်စစ်ထောက်လှမ်းရေးရဲ့နျူကလ িয়ার သိပ္ပံပညာရှင်တို့တီရန်မျိုးလယ်မှာလုံခြုံတပ်ဖြတ်ခြင်းခံခဲ့ရကအစ္စရေးတွေရဲ့လက်ချက်ဖြစ်တယ်လို့အီရန်ကစွပ်စွဲခဲ့ပါတယ်2021ခုနှစ်ဧပြီလမှာနာတက်ဆက်ယုံမှာကွန်ပျူတာစနစ်ချွေးရင်မှု ဖြစ်ပေါ်ရာအစ္စရေးတွေကြောင့်လို့အီရန်ကဆွဆွဲခဲ့ပါတယ်။ဒီလမှာပဲအီရန်ကယူရိုနီယံသက်ဆိုင်မှုကို60ရာခိုင်နှုန်းအထိပြုလုပ်နိုင်ပြီလို့ထုတ်ပြန်ပါတယ်။ဒါကနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့လိုအပ်တဲ့သက်ဆိုင်မှုနှုန်း60ရာခိုင်နှုန်းရရှိဖို့အဆင့်တစ်ဆင့်သာလိုတော့တာလည်းဖြစ်ပါတယ်။ 2025ခုနှစ်ဇွန်လ13ရက်နေ့မနေ့အစောပိုင်းမှာအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစီမံကိန်းနေရာဌာနတွေပါဝင်စစ်ဖက်အရေးကြီးတဲ့ပြစ်မှတ်တွေကိုအိစရေးကလေကြောက်ကနေစတင်တိုက်ခိုက်ခဲ့ပါတယ်။အီရန်နိုင်ငံဟာ1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးကြီးအောင်မြင်ခေစဉ်ကစပြီးအခုအထိအိစရေးကိုခြေမှုန်းတောက်တင်ပြရမယ်လို့တခြားလုံးကြွကြော်လာနေခဲ့တဲ့အတွက်သူ့ရဲ့နျူကလ িয়ার လက်နက်စီမံကိန်းယူရိုနီယံသက်ဆင်ရေးအောင်မြင်မှာကိုအိစရေးတွေကစိုးရင်ပူပန်နေတာလည်းဖြစ်ပါတယ်။